င်္ဂလာပါကျွန်တော်မြန်မာ စကားမှာဝင်ဝင်နဲ့ထက်ငွေမြတ်တအောင်စူးစမ်းရတယ်ဆိုတဲ့စကားကိုပြောကြလေရှိတယ်အထူးသဖြင့်တော့ဆင်းရဲတဲ့သူတွေတို့မဟုတ်ဘဝအတွက်ရုန်းကန်နေရတဲ့သူတွေဒီစကားကိုသုံးကြပါတယ်အင်္ဂလိပ်စကားနဲ့ဆိုရင်ရောဒါကိုဘယ်လိုပြောမလဲဒီနေ့ကျွန်တော်မျှဝေပြပါမယ်ဝင်ဝင်နဲ့ထက်ငွေမြတ်တအောင်စူးစမ်းရတယ်ဆိုတာကိုတော့ to make both ends meet ဒါလေးနဲ့သုံးပါတယ် make both ends meet အစွန်းနှစ်ဖက်ကိုမျက်တောင်ကြိုးစားတယ်လုပ်တယ်ဆိုတဲ့သဘောပါဥမာလေးနဲ့ကြည့်ကြည့်အောင် we we'll I've been working my ass off to make both ends meet I have been working my ass off to make both ends meet ဝင်ဝင်နဲ့ချုပ်မင်းမျက်တောင်အောင်ပဲအလုပ်ကြီးအသေးလေးလုပ်နေခဲ့ရတာနောက်ထပ်ဥမာတစ်ခု Now I'm working my tail off to make both ends meet Now I am working my tail off to make both ends meet. အခုငါဝင်ဝင်နဲ့ထန့်ဝင်မျှတအောင်အလုပ်တွေတအားကြိုးစားနေရတာအသေးလေးကြိုးစားနေရတာနောက်ထပ်ဥပမာတစ်ခုဒါကတော့ကျွန်တော်ဘဝရဲ့တကယ်အစ်အမှန်ပါ when, we 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 so, when I was a kid I worked for money with my parents to make both ends meet When I was a kid I worked for money with my parents to make both ends meet ကျွန်တော်ငယ်တုန်းကမိဘတွေနဲ့အတူ ဝင်ဝင်နဲ့ထုံငင်မြတ်တအောင်လို့အလုပ်တွေလုပ်ခဲ့ရတယ်။နောက်ထပ်ကျွန်တော်မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေဥပမာလေးကြည့်ကြအောင်ပါ။ Most people in Myanmar are working hard to make both ends meet. Now, most people in Myanmar are working hard to make both ends meet. Now, အခုဆိုရင်မြန်မာနိုင်ငံကလူအများစုဟာဝင်ဝင်နဲ့ထုံငင်မြတ်တအောင်ကိုမနေစူးစမ်းနေကြရတာပါ။ My parents struggled for many years to make both meet because they had four kids My parents struggled for many years to make both meet because they had four kids ကျွန်တော်ရဲ့မိဘတွေဟာကလေး၄ယောက်ရှိခဲ့တာမလို့နှစ်ပေါင်းများစွာကြာအောင်ဝန်ကနေထုံမြတ်တတ်အောင်စူးစမ်းရုန်းကန်ခဲ့ရတယ် How about you? Are you working your ass off to make Bodan's meet? How about you? Are you working your ass off to make Bodan's meet? မေးစရောဝန်ဝင်နဲ့ထုံမင်းမြတ်တာဖို့အတွက်အလုပ်တွေအသေးအလဲစူးစမ်းနေရတာလားဒီမေးခွန်းလေးကိုလည်းကွန်မန့်မှာဖြည့်ကြည့်ပြပါဦးဒီထဲမှာကျွန်တော်ပြောလိုက်တဲ့ working my ass off working my tail off ဒါလေးတွေကိုကျွန်တော်ရှင်းမှာတော့မျှဝေပြသားပါအတိပယ်ကအလုပ်အရန်စူးစမ်းရတယ်အသေးအလဲစူးစမ်းရတယ်ဆိုတဲ့အတိပယ်ပါ work once as off ပေါ့ဗျာဥမာကိုကိုအကြောင်းကိုပြောမယ်ဆိုရင်တော့ I'm working my ass off တင်းအကြောင်းပြောရဲဆိုရင် you are working your ass off သူတို့ဆိုရင်တော့ they are working their ass off သူဆိုရင် he's working his ass off ဒီလိုလေးသုံးပါတယ်ဒီ debate ကတော့အရန်စ조사ရတယ်အသေးလေး조사ရတယ်ဆွဲထည့်ပြပါအဲ့တော့ s နေရာမှာ tail တုံးလဲတူပါပဲဟုတ်ကဲ့ပါဒါကတော့ဝင်ဝင်နဲ့ထုံဝင်မြတ်တအောင်조사ရတယ်ဆိုတော့ အသုံးအနှုန်းကို English လို့ဘယ်လိုသုံးရလဲဆိုတာမျှဝေပေးခဲ့တာဖြစ်ပါတယ်။ဒီသင်ခန်းစာကလည်းမိတ်ဆွေတို့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်မေးတဲ့မေးခွန်းလေးကိုလည်း comment မှာဖြည့်ချပေးပါဦး။မိတ်ဆွေတို့ရဲ့တငယ်ချင်းတွေမုံနှမတွေမိသားစုတွေလည်းဒီလိုသင်ခန်းစာလေးတွေလေ့လာနိုင်အောင် share ပေးချင်ကူညီပါ။နောက်သင်ခန်းစာလေးမှာထပ်တွေ့ကြတော့ပေါ့။ Goodbye